ဒီနေ့အတွက်တော့ပူပူနွေးနွေးထွက်ရှိထားတဲ့တကက်အကြံပရံအရှင်ဇကာရကားကိုတင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်ခင်ဗျာမစ်ရှင်တခုလွဲမှားသွားတာကြောင့်ဂျေးစာကြီးတိုင်လာတယောက်ဒဏ်ရာများစွာရရှိသွားပြီးခေါင်းကိုထိခိုက်သွားလို့သတိမိတ်သွားပြီးတော့တရားဘုံကနေသူမြစ်ထဲကိုပြုတ်ကျသွားပါလေလူတိုင်းကတော့သူ့ကိုတေးသွားပြီလို့ထင်ကြပေမဲ့ရေစီးချောင်းကသူ့ကိုကမ်းပေါ်ကို ပြန်လဲတည်ဆောင်သွားခဲ့ပြီးကောင်မလေးတယောက်ကသူ့ကိုတွေးသွားခဲ့ပါလေအဲဒီကောင်မလေးကလည်းအကူကြီးအော်ခေါ်လိုက်တာကြောင့် တိုင်လာတယောက်ဈေးုံကိုအချိန်မီရောက်သွားခဲ့ပါလေဈေးုံကိုရောက်သွားတော့သူ့ရဲ့ကြေးစားမိတ်ဆွေဖြစ်တဲ့ Nick နဲ့ Yas တို့သူ့ကိုပြုစုစောင့်ရှောက်ပေးနေကြပါလေပြင်းထန်လာတဲ့ဒဏ်ရာတွေနဲ့သတိလေးမေမျောနေတဲ့တိုင်လာကိုလက်လျှော့လိုက်ရအောင်လို့ Yas ကပြောပေမဲ့ Nick ကလက်မခံဘဲသူနာပြုတွေနဲ့ဆက်လက်ပြီးတော့ကုသပြုစုပေးနေခဲ့ပါလေဒီလိုနဲ့တိုင်လာတယောက်သတိလေးနေရာကနေပြန်လှည့်ပြီးတော့노ထလာနိုင်ခဲ့ပါလေဒါပေမဲ့ပဂရိအကောင့်တိုင်းပြန်မဖြစ်သေးတာမဟုတ် ဒိုင်လာတယောက်ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ကမ်းတွေယောဂါကုထုံးတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ကြပါအောင်မိဒီအချိန်မှာပဲဂျော်ဂျီယာလူစုခိုင်းကောင်းဆောင်ဇူရက်ဟာသူ့ရဲ့ညီဖြစ်သူထောင်တန်း10နှစ်ထပ်တိုးခံတဲ့တရင်ကိုသူ့ရဲ့ပါတနာစီကနေတည်လိုက်ရပါတယ်ဒီလိုနဲ့ခိုင်းကောင်းဆောင်ဇူရက်ဟာသူ့ညီကို မိန်ချပါလက်မှတ်ထိုးပေးခဲ့တဲ့ယာရှိကိုခေါ်လိုက်ပါတယ်ယာရှိကလည်းအမေရိကန်တွေကသူ့ကိုဖိအားပေးလို့လောက်ရတာဖြစ်ကြောင်းသူလုံးနိုင်တာဘာမှမရှိကြောင်းပြောလိုက်ပါတယ် အဲ့ဒီချိန်မှာတော့ဇူရတ်ဟာသူ့ညီကိုသူ့တပွားလုံးစောင့်ရှောက်ရမယ့်တာဝန်ရှိကြောင်းကလေးဘွားကလေးကသူ့ရဲ့ကြမ်းတမ်းရိုင်းဆိုင်လှတဲ့အဖေရဲ့ရန်ကနေတော့ကာကွယ်ပေးခဲ့ဘူးကြောင်းပြောလိုက်ပါတယ်။အရာရှိကလည်းဒေးဗစ်ကိုအမေရိကန်ထောင်ကိုမပို့ဖို့တားထားပေးကြောင်းပြောပါတယ်။ဂိုင်းကောင်းဆောင်ဇူရတ်ကလည်းမင်းဒီလိုရာရှိဖြစ်လာတာဘသူလုပ်ပေးထားတာလဲဆိုတာမမေ့နဲ့ဆိုပြီးလယ်ဘင်းကိုလှန်နဲ့ထိုးလိုက်ပါတော့တယ်။ဇူရတ်ရဲ့လူတွေဟာလည်းအရာရှိရဲ့နောက်လိုက်တွေကို ပြစ်တက်လိုက်ကြပါတယ်။အဲနောက်မှာတော့ဆော့ဆော့ကကြိုပြီးတော့တူးထားတဲ့တွင်းထဲကို အရာရှိလောင်းကိုထည့်ပြီးတော့မြုပ်လိုက်ပါတော့တယ်။ဒီချိန်မှာပဲကျေးစာကျိုးဆောင်မောင်နှမနှစ်ယောက်ဟာတိုင်လာကိုသူတို့ပြင်ဆင်ပေးထားတဲ့ဩစတြီးယားတစ်တော်တွေကလျှို့ဝှက်အိမ်လေးစီကိုလိုက်ပို့ပေးကြပါလိမ့်။အခုတော့တိုင်လာတယောက်အေးဆေးနားယူလို့ရပါပြီ။နေခါမပြန်ခင်မှာတိုင်လာကိုတစ်တာလေးတစ်လုံးပေးခဲ့ပါလိမ့်။အဲနောက်မှာတော့တိုင်လာတယောက် TV ကြည့်လိုက်ငါးဖမ်းလိုက်ညနေပိုင်းတွေမှာဈေးဝယ်ထွက်လိုက်နဲ့တာယာနေပါလိမ့်။နောက်နေ့မှာတော့တစ်တာလေးကိုဖွင့်ကြည့်ရင် သူသားလေးမဆုံးခင်ကစာလေးတွေဗီဒီယိုလေးတွေကိုကြည့်ရင်းနဲ့ငိုနေပါတော့နေသူသားလေးနေမကောင်းဖြစ်နေချိန်မှာစေနာဝန်ထမ်းဖြစ်နေစစ်ထဲကိုလိုက်သွားလို့သူမိမကစိတ်တူပြီးသူ့ကိုကြွာရှင်းခဲ့ပါလေအဲ့ဒီချိန်မှာပဲထောင်ထဲကလက်ဝိပွဲကိုကြည့်နေတဲ့ဇူရက်ရဲ့ဒေးဗစ်ဟာဆယ်နဲ့အမိန်ချခံရတာကြောင့်စိုးရင်ကြောက်လန့်နေပါလေအကျိုးဆက်အနေနဲ့ဒေးဗစ်ဟာသူမိမကက်တိုဗန်နဲ့သူတို့ရဲ့ကလေးတွေဖြစ်ကြတဲ့ဆန်ဒရိုနဲ့နီနာတို့ကိုလည်းထောင်ထဲမှာလိုက်နေခိုင်းပါလေ။ ။ Graven ကလည်းသူသားသမီးတွေကိုဒီလိုနေရာမျိုးမှာမကြီးပြင်းစေချင်ပါဘူး။ဒါပေမဲ့ David ကသူသား Sandra ကိုသူ့လိုမျိုးကြမ်းတမ်းရင့်ကြက်လောက်အောင်ဒီမှာနေရမယ်လို့မရမကပြောပါလေ။ Graven ကလည်းသူသားကိုကြမ်းဖက်သမားမဖြစ်စေချင်ကြောင်းပြောလိုက်ပါလေ။ David ကလည်းသူမိမကိုပားရိုက်လိုက်ပြီးကလေးတွေကိုသူ့ဘာသာကြွေးမွေးမှာဖြစ်တဲ့ကြောင်းသူလုံးချင်တာလုံးနိုင်ကြောင်းပြောပြီးတော့ထွက်သွားပါလေ။ David ထွက်သွားနဲ့ Graven လည်းဖြုံးကနေငိုချလိုက်ပါတော့လေ။အဲဒီချိန်မှာပဲသူသား Sandra ကနိုးလာပြီးတော့သူမကိုနှစ်သိမ့်ပေးခဲ့ပါလေ။ ခဏကြာလာတော့တိုင်လာသူ့အိမ်ကိုပြန်လာတဲ့ချိန်မှာတော့လူတယောက်ကသူ့အိမ်ရှိမှလာပြီးတော့ထိုင်ဆောင်နေတာကိုတွေ့လိုက်ရပါလိမ့်။တိုင်လာလည်းအဲ့ဒီလူတောင်းနေတဲ့ coffee ကွက်ကိုတန်တန်းနဲ့လှမ်းပစ်ပြီးတော့ခြောက်လိုက်ပါလိမ့်။ဒါပေမဲ့အဲကော့ကလက်မသွားခဲ့ပါဘူး။ပြီးမှသူတို့နှစ်ယောက်လုံးဟာတတိယတယောက်ရဲ့လက်အောက်မှာအတူတူလှုပ်လှုပ်တယ်ဆိုတော့ကိုတိုင်လာတီသွားခဲ့ပါလိမ့်။စကော့ကတော့သူ့စီမှာမရှင်သိရှိတဲ့အကြောင်းအဲ့ဒါကတော့ကီတိုဗန်ဟာတိုင်လာဇနီးဟောင်းမိအားရဲ့ညီမဖြစ်ကြောင်းနဲ့သူမရဲ့ကလေးတွေကိုတော်တဲ့ကနေသွားခဲ့ရမှာဖြစ်တဲ့အကြောင်း အဲ့ဒီထောင်မှာဇူရာနဲ့ဒေးဗစ်တို့ရဲ့နာဂါစီလို့ခေါ်တဲ့အယက်အန်ဒီယများတဲ့ဂိုင်းသားတွေရှိကြောင်းဒေးဗစ်တို့ညီကိုနှစ်ယောက်ကငယ်စဉ်ကတည်းကစစ်ပွဲထဲမှာကြီးပင်းခဲ့ကြတာဖြစ်တဲ့အတွက်ကြမ်းတမ်းရက်ဆက်ပြီးတော့ငငယ်ရွယ်ရွယ်နဲ့အကြမ်းဖက်ဂိုင်းတွေမှာလူငယ်ဖွဲ့ဝင်တွေဖြစ်နေပါဝင်ခဲ့ကြပါလိမ့်သူတို့ရဲ့ဂိုင်းတွေစုစည်းရမှာလဲမိသားစုဝင်လို့တတ်မှတ်မှာဖြစ်ကြောင်းပြောပြီးတော့စည်းရုံးတာမဟုတ်ဂိုင်းသားတွေကသူတို့အချင်းချင်းကာကွယ်ဖို့အတွက်ဆိုဘာမှမစိုးလုံနိုင်ကြအောင်ပြောပါလိမ့်ဒိုင်လာလဲချက်ချင်းလက်ခံလိုက်ကနိကိုဖုန်းခေါ်ပြီးအလုပ်အတွက်အကူအညီတောင်းပါလိမ့် ပြီးတဲ့ခါမှာတော့တိုင်လာတယောက်သူ့ရဲ့အရင်ခန္ဓာကိုယ်ပြန်ရဖို့အတွက်ကြောက်တုံးလေးရွှေ့တာပစိန်ပစ်တာတို့ပြင်တခြားလေးကျင်ကန်းတွေကိုပြင်းထန်လေးကျင်နေပါလေဂျေစာမောင်တို့မှနှစ်ယောက်ဟာဂျော်ဂျီယာထောင်ထဲကအဆောင်တွေကိုလက်ထိုးပြီးထောင်ထဲကိုသွားပြီးတော့တိုင်လာတွက်နိုင်ရမှာလမ်းတွေမှတ်ပေးပြီးတော့လုံခြုံရေးကင်မရာတွေကိုပိတ်ပေးထားခဲ့ပြီးအပြင်ကနေစောင့်နေကြပါလေအဲဒီချိန်မှာတိုင်လာကထောင်ထဲကိုပန်းချန်နဲ့လမ်းလျှောက်သလိုပဲအေးစေးဝင်လာပြီးတော့ထောင်ဆောင်တွေကဂိတ်ကိုဖွင့်ပေးပါလေ။ ဒိုင်လာလည်းထောင်ထဲကိုဝင်လာပြီးလမ်းအမှတ်သားလေးတွေကိုဓာမီးနဲ့ရှာပြီးတော့ထောင်ထဲကဂရာဗန်တို့တားပြီးရှိတဲ့ခန်းစီကိုတိတ်တဆိတ်ဝင်လိုက်ပါတယ်။ဂရာဗန်လည်းသူ့ကလေးတွေကိုနှိုးထားပြီးတော့ထွက်ပြေးဖို့ဆင်သစ်ဖြစ်နေပါတယ်။ဒါပြည့်သူဆန်ဒရာကသူ့အဖေရောလို့မေးလည်းမေးရောဂရာဗန်ကနေဖေပြေမှာစောင့်နေတယ်လို့ပြောလိုက်ပါတယ်။ကလေးမလေးကသူ့ရဲ့အယုတ်လေးမတော်တဆလွတ်ကျသွားပြီးတော့အယုတ်လေးကအတန်ဆမြီပါတော့တယ်။တိုင်လာလည်းအယုတ်ကိုဖက်နှောက်နဲ့အမြန်ပေါက်လိုက်ရပါတယ်။ဒါပေမဲ့နောက်ကျသွားပါပြီ။ ဒေးဗစ်ကကြားသွားပြီးတော့နိုးလာပြီးသူ့မိသားစုထွက်ပြေးတာကိုမြင်လိုက်တဲ့အခါမှာတော့ထောင်သားတွေကိုလေခြုံပြီးတော့ခေါ်လိုက်ပါတော့တယ်။သစ္စာရှိလာတဲ့ထောင်သားတွေအကုန်လုံးထွက်လာကြပါလိမ့်။ဒိုင်လာတကားကိုဖြတ်ပြီးတော့ကော်ရီဒါကိုထွက်ပြေးဖို့လုပ်ပေမဲ့ကန်ဆိုးသွားပဲအခန်းထဲမှာထောင်သားတွေနဲ့ပိတ်မိနေခဲ့ပါလိမ့်။ဒိုင်လာလည်းထောင်သားတချို့ကိုတိုက်ခိုက်ပြီးနောက်ဆုတ်သွားအောင်ထောင်သားတယောက်ကိုတတ်နတ်နဲ့ပြစ်လိုက်ပါလိမ့်။ပြီးတဲ့အခါမှာတော့ဘုံသေးစားလေးကိုတကားမှာတတ်ပြီးတော့ဖောက်ခွဲကတကားကိုဖြတ်လိုက်ပြီးသူတို့ကိုကယ်နိုင်လိုက်ပါလိမ့်။ ထောင်သားတွေကနေရာတိုင်းမှာရှိနေပါတယ်။ဒိုင်လာလည်းပြေးရင်လွှားရင်ကော်ရီဒါဝင်ပေါက်ကိုလှမ်းပြီးတော့တွေးလိုက်ပါတယ်။ကလေးတွေကို နေကိုလှမ်းပြေးလိုက်ပါတယ်။ဒါပေမဲ့ဒိုင်လာနဲ့ကရာဗန်တို့မတက်ရသေးခင်မှာပဲဒေးဗစ်ကရောက်လာပါတော့တယ်။ဒေးဗစ်ကအားကုန်တုံးပြီးတော့ရိုက်လိုက်တာကြောင့်ကရာဗန်လည်းမေ့လဲကျသွားခဲ့ရပါတယ်။ဒါပေမဲ့ဒိုင်လာကစိတ်တိုးပြီးအကြမ်းတိုက်ခိုက်တာကြောင့်ဒေးဗစ်မျက်နှာမီးလောင်မလို့ဖြစ်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဒေးဗစ်ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ ဂရာဗန်နဲ့ဂေါ်ပြားနဲ့ဝင်ရိုက်ပြီးလက်စားဝင်ချေပါတော့တယ်။အဲ့ဒီချိန်မှာပဲထောင်သားတွေအုပ်စုလိုက်ရောက်လာပြန်ပါတယ်။ခဏကြာမှတော့တိုင်လာကနစ်ကိုခလေးတွေကိုခေါ်သွားငါတို့လမ်းရှာပြီးတော့လာခဲ့မယ်လို့ပြောလိုက်ပါတယ်။ခြံဝင်းတစ်ခုလုံးမှာရဲတွေရောက်လာကြပြီးတော့ထောင်သားတွေကိုရိုက်ရက်ဆက်ဆက်တိုက်ခိုက်ကြပါတယ်။တိုင်လာနဲ့ဂရာဗန်တို့လည်းသူတို့လမ်းဖောက်ဖို့အတွက်တိုက်ပွဲတွေကိုဝင်လာခဲ့ပါတယ်။တိုင်လာကလူတွေကိုသူနာမကတ်အောင်တန်းတန်းနဲ့ပြစ်ပိတ်ပေးကြီးကုံသွားတဲ့ခါမှာတော့လက်သေးနဲ့ဖြည့်ရှင်းရပါတော့တယ်။ ဂရာဗန်ကလည်းအဲ့ဒီမှာကူညီပြီးတော့ဂေါ်ပြားနဲ့ဝင်ရိုက်ပါတယ်။ဒါပေမဲ့ဂရာဗန်ကိုတွန်းလဲပြီးတော့လူတိုင်းကသူ့မကိုဝိုင်းဆွဲကြတာကြောင့်တိုင်လာတယောက်လူတွေများကြီးကိုတခါတည်းတိုက်ခိုက်ရပါတော့တယ်။တိုက်ခိုက်တဲ့လူတွေရမ်းများတာကြောင့်တိုင်လာလည်းဂရာဗန်ကိုပေါ်ကနေမိုးပြီးတော့ကာကွယ်ပေးလိုက်ပါတယ်။ထားလာတဲ့ချိန်မှာလက်ပြဘုံကိုပြစ်ချလိုက်ပါတယ်။ခေါင်းကိုရိုက်ခံရတာကြောင့်ခဏကြောင်သွားပြီးဂရာဗန်ကိုထောင်သားတွေကဆွဲသွားပါတယ်။ခဏကြာမှတော့သတိပြန်လည်လာပြီးရဲတွေကိုတိုက်ခိုက်ပြီးတော့ သူတို့ရဲ့ဒိုင်းကိုယူပြီးတော့မေးပလင်းရံကနေကာကွယ်လိုက်ပါတယ်။လူတချို့ကိုတိုက်ခိုက်လိုက်ပြီး Craven ကိုဖမ်းလာတဲ့ထောင်သားကိုတတ်လိုက်ပြီးတော့ Craven ကိုအမြန်ပဲပြန်ကယ်လိုက်ပါတယ်။အဲဒီအချိန်မှာပဲအနောက်ကတကားကိုဖောက်ခွဲပြီးတော့ Nick နဲ့သူမရဲ့အဖွဲရောက်လာပြီးသူတို့ကိုအပြင်ထုတ်ပေးလိုက်ပြီးတော့ Nagasi ရဲ့ Radio ကြားဖြတ်နားထောင်ပြီးရဲတွေလိုက်လာပြီးဖြစ်ကြောင်းကိုသတိပေးလိုက်ပါတယ်။အဲဒီမှာ Gate တကားကိုဖောက်ခွဲပြီးကားကိုအရှိန်တင်မောင်းလာခဲ့ပါတယ်။ဒိုင်လာကကလေးတွေကိုကြီးကအင်းကြီးဝက်ခိုင်းပြီးတော့ခုံနောက်မှာပုံခိုင်းလိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲနာဂါစီရဲတွေရောက်လာပြီးသူတို့ကိုပြစ်ခတ်ကြပါတော့တယ်။တိုင်လာတို့ဖွဲ့လဲတောထဲကိုမောင်းပြေးကနာဂါစီကားတွေကလည်းဇက်တိုက်ပဲလိုက်လာကြတာပါ။တချို့စစ်သားတွေကဆိုင်ကယ်နဲ့လိုက်ပြီးတော့ဗန်ကားတွေကိုဘုံတွေလည်းလိုက်ပြစ်ကြပါလိမ့်။တိုင်လာနဲ့နေကဲလူတွေဟာလူစုကွဲအောင်ဆိုပြီးတော့ဆိုင်ကယ်သမားတွေကိုမျှခေါ်သွားပါလိမ့်။ဒါမဲ့တိုင်လာတို့ကားကိုဘုံထိပြီးတော့မှောက်သွားခဲ့ပါလိမ့်။ကရာဗန်တို့သားမိကားတွေကနေထွက်လို့ရအောင်ကြေးစားအဖွဲ့ကကာကွယ်ပေးကြပါလိမ့်။သူတို့ဖွဲ့ကဒီမှာရှိတဲ့စက်ယုံကြီးတွေကိုဝင်ပြေးကြပြီး တို့ကိုဂျော်ဂျီယာကနေထုတ်ပေးနိုင်အောင်အသင်းဆောင်နေတဲ့ယထာဘုံကိုခုံချကြပါလိမ့်ယထာစားထွက်တာနဲ့နာဂါစီဖွဲ့တွေကလေရင်တွေနဲ့ရောက်ချလာခဲ့ပြန်ပါလိမ့်တိုင်လာလည်းယထာဘုံမှာပါလာတဲ့စက်တနတ်တွေကိုယူပြီးတော့လေရင်တွေကိုပြစ်ချနေပါလိမ့်လေရင်တစည်းနှင်းတော်တွေကိုပြတ်ကြပြီးတော့ပောက်ကွဲသွားခဲ့ပါလိမ့်အဲနောက်မှာယထာမိုးဘုံကိုတက်ပြီးတခြားလေရင်တွေကိုပြစ်တဲ့အခါမှာလေရင်ကပြန်ပြစ်လိုက်တာကြောင့်နောက်ပြန်ဆုပ်ပြီးတော့ပြန်ပုန်းလိုက်ရပါလိမ့်အဲဒီချိန်မှာပဲနာဂါစီတို့ယထာဘုံကိုခုံချလာပါတော့တယ် ိုက်ထက်က၃ယောက်ကိုနစ်ကတွေးသွားပြီးတနက်နယ်ပြင်းထန်တိုက်ခိုက်ကြပါလိမ့်။လက်ချင်းတိုက်ခိုက်မှာတော့စစ်သားတယောက်ပြုတ်ကျသွားပြီးနစ်လည်းဒဏ်ရာရသွားခဲ့ပါလိမ့်။နာဂါစီနောက်တစ်ဖွဲ့ကဒုက္ခသည်တားမိကိုလိုက်ဖမ်းကြပြီးမြဲတိုင်လာနဲ့တွေးပြီးတော့စတင်တိုက်ခိုက်ကြပါလိမ့်။စစ်သားတယောက်ကြောင့်တိုင်လာရထားပေါ်ကပြုတ်ကျမလို့ဖြစ်သွားပြီးမြဲတိုင်လာကတန်မာတာကြောင့်ပြန်ထပြီးတော့တိုက်ခိုက်ပါလိမ့်။တိုင်လာကရန်သူတယောက်စီတိုင်းကိုပြစ်တက်လိုက်ရမှာစံတော်လေးကြောက်လန့်နေခဲ့ပါလိမ့်။ရန်သူတွေကုံသားလို့နစ်ကိုသွားစာကြည့်တဲ့ခါမှာတော့ဒဏ်ရာရသွားပြီမယ်။ ကံကောင်းစွာနဲ့တတ်ရှိနေပါသေးတယ်။အဲဒီချိန်မှာပဲလင်းရည်တစည်းကသူတို့ကိုအပြင်းထန်ဆပြီးတော့ပြစ်ပါတော့တယ်။တိုင်လာတဲ့နောက်ဆုတ်ပြီးတော့ရန်သူစီကနေဆက်တနတ်ကိုမှာပြီးရထားမိုးဘုတ်ကိုတတ်ပြီးတော့လင်းရင်ကိုပြစ်ချလိုက်ပါလေ။လင်းရင်လည်းပြတ်ကျသွားပြီးတော့နှင်းတော့ထဲမှာပေါက်ကွဲသွားပါတော့တယ်။ကံဆိုးစွာနဲ့ပဲရန်သူတယောက်ကရထားပရိတ်ကိုပြက်စီးလိုက်တာကြောင့်တိုင်လာတယောက်ဒုက္ခနဲ့မိသားစုစီပြေးပြီးတော့ရထားမောက်မှမလို့မြမြဲကင်ထားဖို့သတိပေးလိုက်ပါလေ။အဲဒီချိန်မှာပဲစစ်သားတွေကဇူရတ်ကို သူညီဒေးဗစ်အသက်ခံပုံနဲ့အဖြစ်ပြသေးစိတ်ကိုပြောပြနေပါလေ။ဇူရာဒါသူတို့ရဲ့ရန်သူဂိုင်းကလောက်တာမဟုတ်ပဲတခြားတယောက်ကလောက်တာကိုတီးသွားခဲ့ပါလေ။အဲဒါမှတော့သူညီရဲ့အလောင်းကိုကြည့်ပြီးသူတို့ငငယ်ကသူတို့ဖေနှိပ်ဆက်တာကိုတယောက်နဲ့တယောက်ကာကွယ်ပေးကြတာကိုပြန်ပြီးတော့တရိယာပြီးတော့ဇူရာကကလစားချေဖို့နဲ့ချိန်ဆလိုက်ပါလေ။ဒိုင်လာတို့ဖွဲကတော့ယထာမောက်ရကနေအသက်ရှင်ပြီးတော့လွတ်မြောက်သွားခဲ့ကြပြီးပြေးဖို့စီစဉ်နေစင်ပါပဲ။ဆန်ဒရာကသူ့ဖေဗမာလဲလို့မေးရမှာတေပြီးလို့ဖြေလိုက်တော့ သူ့အမိနဲ့တိုင်လာကိုဒေါသထွက်သွားခဲ့ပါလေခဏကြာမှလည်းသူတို့ဖွဲ့ဟာလေစီးပြီးတော့နောက်တစ်ဆင့်လေရင်စီးကထွက်ပြေးပြီးတော့လွတ်မြောက်သွားခဲ့ကြပါလေအိုင်နာမှာတော့ဆန်ဒရာဟာလေအမမယက်စ်ကိုဟန်ဆောင်စကားပြောရင်းနဲ့သူ့ရဲ့ဖုန်းကိုခိုးပြီးတော့တန်းစင်ကန်းနဲ့ဝင်ပြီးဇူရက်ကိုဖုန်းခေါ်ပြီးတော့သူ့အဖေအကြောင်းအဖြစ်မှန်ကိုမေးလိုက်ပါလေဇူရက်ကလည်းကောင်လေးကိုကြိုးကင်ပြီးတော့မင်းတို့မိကလူဆိုးဖြစ်ကြောင်းအခုသူတို့ဘယ်သွားနေတာလဲဆိုတာကိုမေးလိုက်ပါလေနောက်တစ်နာရီလောက်ကြာမှာတော့သူတို့ဘက်အော်စတြီးယားကိုရောက်လာခဲ့ပါလေ။ ော်တယ်တစ်ခုမှပုံနေကြပြီးတော့အမျိုးသမီးတွေကကလေးတွေကိုစောင့်ကြည့်ပေးနေကြပြီးယက်စကာတို့သူတို့နောက်ထပ်လွန်မြောက်ဖို့နေရာအတွက်စီစဉ်နေပါလိမ့်ဆန်တိုကတိုင်လာစီကိုသွားပြီးတော့ဒူဘေကသူတို့ကိုရန်သူတွေရဲ့ခိုင်းကနေကယ်တင်ခြင်းလို့ထောင်ထဲထည့်ထားတာဖြစ်ကြောင်းပြောပါလိမ့်တိုင်လာကလည်းတကယ်တမ်းဒေးဗစ်ကမင်းရမေကိုတတ်ချင်တာဖြစ်ကြောင်းရှင်းပြလိုက်ပါလိမ့်အဲဒီချိန်မှာဆန်ဒရာကတိုင်လာကိုကိုယ့်ရဲ့သားအတွက်တော့မချိန်မပေးနိုင်တဲ့လူကဆိုပြီးတော့စော်ကားပြောဆိုလိုက်ပါလိမ့်အဲဒီချိန်မှာပဲဇူရက်ဟာနာဂါစီစစ်သည်တွေကိုစုပြီးတော့ မိသားစုကိုကာကွယ်ဖို့အရေးကြီးကြောင်းဘာညာတွေပြောပြီးစေတီတွေကိုကလစားချေဖို့အတွက်ကြိမ်ဆုပ်ခိုင်းလိုက်ပါတယ်။တန်တယ်ကဒီကလစားချေမှုကြောင့်မိသားစုဝင်တွေရဲ့အသက်တွေဆုံးရှုံးရမှာဖြစ်တဲ့အကြောင်းကိုနားချခဲ့ပေမဲ့ဇူရက်ကဒါကိုလက်မခံခဲ့ပါဘူး။ဒိုင်နာကဆန်ဒိုနာကိုသွားပြီးတော့သူကအဖေကောင်းမှုတ်ခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။ဒါမဲ့ကရာဗန်ကကလေးတွေအတွက်တတိရှိရှိတိုက်ခိုက်နေတာဖြစ်ကြောင်းအဲဒါကြောင့်မေမေကိုဂုံယူတင်ကြောင်းပြောလိုက်တဲ့အခါမှာတော့ဆန်ဒိုလည်းသူမှားမှန်းသိသွားပြီး နာဂာစီတွေဒီကိုလာနေပြီဖြစ်ကြောင်းကိုဝန်ခံလိုက်ပါတော့တယ်။အဲဒီမှာချက်ချင်းဆိုသလိုပဲကောင်းကင်ဘုံမှာလေရင်တစင်းဆင်းသက်လာပြီးတော့နာဂာစီဖွဲ့တွေလည်းအချိုးချိုးပေါ်ပေါက်လာပါတော့တယ်။တိုင်လာလည်းအားလုံးအပြင်ထွက်ဖို့သတိပေးလိုက်ပါတယ်။ Gravel လည်း Sandro ကသူ့လေးဖြစ်သူ Zoran နဲ့တွေ့ဖို့ဖုန်းထဲမှာ message ပို့ထားတာကိုတွေ့လိုက်ပါတယ်။ Sandro နဲ့နာဂာစီတွေကလည်းသူ့မိသားစုဖြစ်ကြောင်းပြောပါတယ်။သူတို့ညင်ခုန်နေကြစေမှာပဲ helicopter ရောက်လာပြီးခန်းထဲမှာရှိတဲ့ brain box တွေအကုန်လုံးကိုပြစ်ခွဲပလိုက်ပါတယ်။ ဒိုင်လာနဲ့ဒုက္ခတဲ့သားမီးကိုကာကွယ်ပေးလိုက်ပြီးလေရင်ထွက်သွားအောင်စောင့်နေခဲ့ပါလေ။ဒါမဲ့သူတို့ဓာတ်လိကားပေါ်မတက်ခင်ပါပဲလေရင်ဘော်ကစစ်သားတွေကခေါင်းမိုးပေါ်ကိုဆင်းလာခဲ့ပါပြီ။နေကန်ရဲကားတွေရောက်လာပြီးမဲ့လမ်းပေါ်မှာရှိတဲ့နာဂာတိစစ်သားတွေကကြီးကြိုပြီးတော့ပြစ်ခတ်လိုက်ကြပါလေ။ဒိုင်လာတို့ဖွဲ့လဲကားကိုတောင်ထဲကိုပြေးပြီးတော့ဗန်ကားတွေကိုဝင်လိုက်တဲ့အချိန်မှာဆန်ဒိုတယောက်ထွက်ပြေးသွားပါလေ။တိုင်လာတို့ဖွဲ့လဲဗန်ကားနဲ့ထွက်ပြေးဖို့လုပ်ပြီးမဲ့လမ်းတစ်ချောင်းလုံးနာဂာစီတွေကပိတ်ထားပြီးတနတ်တွေနဲ့ဆက်တိုက်ပြစ်ခတ်လိုက်ကြပါလေ။ ဇန်ဒရာလည်းလမ်းပေါ်ပြေးထွက်သွားရင်ဇူရက်ရဲ့ရှိတ်ကိုရောက်သွားခဲ့ပါလေ။ယက်စတန်ဇူရက်တို့နှစ်ယောက်ကဇန်ဒရာကိုဘယ်သူစီသွားမလဲဆိုတာကိုရွေးခိုင်းလိုက်ကြပါလေ။အဲဒီချိန်မှာပဲနစ်ရဲ့ကားရောက်ချလာပြီးနာဂါစီတယောက်ကလောင်ချာနဲ့ပြစ်လိုက်တာကြောင့်ကားကပေါက်ကွဲသွားတာကိုခွင်ကောင်းယူပြီးတော့ဇန်ဒရာကိုဖမ်းကကားထဲကိုထည့်လိုက်ပါတော့တယ်။နစ်ရဲ့လူတွေလည်းနာဂါစီဖွဲ့ကိုပြန်လည်ပြစ်ခတ်ကြပြီးတော့ဗန်ကားစီကိုလက်ပစ်ဘုံးနဲ့ပြစ်လိုက်ပါလေ။ကောင်းရောင်ထဲမှာတော့ကရာဗန်နဲ့နီနာက ဗန်ကားထဲမှာပုံနေပြီးတော့တိုင်လာကစစ်သားတွေအုပ်စုလိုက်ကိုပြက်ခတ်သားဖြတ်ပြီးလက်ဗလာနဲ့ဝင်ချပါတော့တယ်။နောက်ဆုံးတယောက်ကတော့ကားပေါ်ကိုကင်ပေါက်လိုက်ပြီးဘုံခွဲတပစ်လိုက်ပါတယ်။နေကနေရဆုပ်ဖွဲဟာဓာလီကားပေါ်မှာတက်ပြီးစစ်သားတွေတက်မလာနိုင်အောင် ပြက်ခတ်လိုက်ကြပါတယ်။တိုင်လာတယောက်ကာဗန်နဲ့နီနာတို့ကိုဗန်ကားထဲကိုထည့်ပြီးတော့မောင်းပြေးဖို့လုပ်ပေမဲ့ရန်သူတွေကဝိုင်းတိုက်ခိုက်တာကြောင့်မသက်တာတဲ့ဆုံးမှာကားအခုရက်ပြီးတော့တိုက်ပွဲပြန်ဝင်ရပြန်ပါတယ်။နေကန်လင်းရစီရောက်လာပြီမဲ့နာဂါစီတို့ကလောင်ချားနဲ့ပြက်ခွဲလိုက်ကြပါတယ်။ ိုင်လာကရန်သူတွေကိုဇက်တိုက်ပစ်ခတ်နေရင်ဒုက္ခသည်သားမီးကို ခေါ်ပြီးတော့ဟိုတယ်ကိုချေချင်းပြေးပြီးတော့ဓာလီကားနဲ့ဝင်လိုက်ချိန်မှာတော့ဇူရက်ရောက်လာပြီးတနတ်နဲ့လှမ်းပစ်လိုက်ပါလေအဲဒီချိန်မှာကားထဲမှာရှိတဲ့ဆန်ဒရာတယောက်သူ့မိတွေဆိုးရိမ်နေချိန်မှာတန်တယ်ကမင်းမင်းနဲ့နေချင်းရင်ဇူရက်ကိုမင်းဖုန်းမခေါ်ခဲ့သင့်ဘူးလို့ပြောလိုက်ပါတော့တယ်ဟိုတယ်မိုးဘမှာရှိတဲ့နစ်နဲ့ယက်စတိုနှစ်ယောက်သူတို့ရဲ့လင်းစီကိုသွားဖို့ကြိုးစားနေချိန်မှာနာဂာတီစစ်သားတွေကကြိုးပြီးတော့ရောက်နေပြန်ပါလေ နေကယက်စ်ကိုတိုင်လာကိုသွားကူညီဖို့ပြောလိုက်ပြီးသူမကကာပစ်ပေးထားပါတယ်။ယက်စ်လည်းအောက်ကိုသွားပြီးတော့တိုင်လာကိုသွားကူညီရမှာကံမကောင်းစွာပဲဒဏ်ရာပြင်းထန်ရသွားပါတော့တယ်။အမိုးဘော်မှာတော့နေတယောက်ဒဏ်ရာရပြီးတော့စစ်သားတယောက်နဲ့တူအောက်ကမှန်အမိုးဘော်ကိုလိမ့်ကျသွားပြီးအောက်ကိုပြုတ်ကျမလို့ဖြစ်နေတာကိုတိုင်လာကမြင်လိုက်ပြီးတော့သူ့ရန်သူကိုတတ်ကပရင်ပေါက်ကနေခုံထွက်ပြီးတော့နေကိုချိန်ပြီးလှမ်းပြီးဆွဲလိုက်ပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးတွဲလောင်းဖြစ်နေတဲ့အချိန်မှာဇိုရက်ကပေါ်လာပြီးတိုင်လာရဲ့လက်ကိုပြစ်လိုက်ပါတယ်။တိုင်လာနဲ့ဒဏ်ရာရသွားပြီမဲ့ နေ့ကိုလက်မလွတ်ပါဘူးအဲဒီချိန်မှာပဲနေ့ကသတိပြန်ဝင်လာပြီးပန်ကိုပြက်ခွဲလိုက်တာကြောင့်ဇိုရက်တယောက်လည်းပြုတ်ကျပြီးတော့တွဲလောင်ခိုလျာသားဖြစ်သွားပါလိမ့်ဒိုင်လာကလည်းနေ့ကိုလွှဲပြီးတော့အထဲကိုပို့လိုက်ပြီးဒုက္ခတဲ့သားမိကိုသွားကယ်ခိုင်းလိုက်ပါလိမ့်အဲဒီမှာနေ့တို့ဖွဲ့ပြန်ပေါင်းပြီးသွားပြီးတော့အမိုးဘော်ကိုပြန်တက်လာခဲ့ကြပါလိမ့်အဲဒီချိန်မှာပဲဒိုင်လာနဲ့ဇူရက်တို့နှစ်ယောက်လက်ပလာနဲ့တိုက်ခိုက်ကြပါတော့လိမ့်ဒိုင်လာရဲ့ဓာကြွေကြောင့်မှန်ကွဲသွားပြီးဇူရက်အောက်ကိုပြုတ်ကျသွားပါလိမ့် ဒိုင်လာလည်းအမအချိန်မဖြုံးတော့ပဲအမိုးဘမနစ်ကလိုဖွဲနဲ့ပေါင်းပြီးလေနဲ့ထွက်သွားဖို့ပြင်ကြပါတော့လေအဲ့ဒီမှာပဲဇူရက်ရောက်လာပြီးတော့ရက်စ်ကိုတန်းတန်းနဲ့လှမ်းပစ်လိုက်ပါလေဒိုင်လာကပြန်ခံပစ်ပြီးတဖွဲလုံးလေမော်ကိုတတ်နိုင်ခဲ့ပါလေလေမော်ရောက်တဲ့အခါမှာတော့ရက်စ်တယောက်တန်းတန်းဒဏ်ရာကြောင့်တိတ်ဆုံးသွားခဲ့ရပါတော့လေနောက်နေ့မှာတော့ဒိုင်လာတို့ဖွဲအိမ်လေးထဲမှာပုံနေပြီးနေကရက်စ်ရဲ့ခန္ဓာကိုယ်ကိုတန်ရှင်းပေးနေပါလေဒိုင်လာကသူ့ဒဏ်ရာတွေကိုစေးထည့်နေတဲ့အချိန်မှာ အမျိုးသမီးတို့ရောက်လာခဲ့ပါလေ။အရာကတော့တိုင်လာရဲ့ဇနီးဟောင်းမိယာဖြစ်ပါလေ။သူတို့တူတူပေါင်းစည်းကြပြီးတော့မိယာကတိုင်လာစီကိုသွားကာသူတို့သားလေးနေမကောင်းချိန်မှာသူတို့ကိုထားခဲ့တဲ့တွာလေးတောင်းမှန်ခိုင်းပါလေ။တိုင်လာကလည်းသူသားလေးတေမာကိုမကြည့်ရလို့ထွက်သွားတာဖြစ်ကြောင်းပြောလိုက်ပါလေ။အဲဒီအချိန်မှာပဲတန်တယ်ကဇူရက်ကိုမိမတယောက်ကြောင့်နဲ့သူတို့စစ်သားတွေဘလောက်ဆုံးရှုံးကုန်ကြောင်းထောက်ပြပြောဆိုနေပြီ။အခုဆန်ဒရာလည်းရောက်လာပြီမို့လို့ကလစားချီတာကိုလက်လွတ်လိုက်ဖို့ပြောလိုက်ပါလေ။ အဲဒီချိန်မှာဇူရက်ကတက်စာဖောက်ပြီးတန်တယ်ကိုပြတ်တက်လိုက်ပါတယ်။ဆန်ဒရာလည်းမျက်လုံးပြူးသားနဲ့လန့်သွားခဲ့ရပါတော့တယ်။နောက်တစ်နာရီလောက်ကြာမှတော့တိုင်လာရဲ့ဖုန်းကိုဇူရက်ကလန့်ခေါ်လိုက်ပြီးလင်ကွင်းမှာလာတွေ့ပြီးတော့ဆွေးနွေးဖို့အတွက်လန့်ပြောပါတယ်။တိုင်လာလည်းလက်ခံလိုက်ပြီးတော့တိုက်ခိုက်ဖို့ပြင်ကနေခဲ့ကူညီကိုမယူဘဲတယောက်ထဲနဲ့လင်ကွင်းကိုထွက်လာခဲ့လိုက်ပါတယ်။အဲဒီမှာလုံချုံရီတချို့ကိုတတ်လိုက်ပြီးဇူရက်လင်ကိုဖောက်ခွဲပြစ်လိုက်ပါတယ်။ဇူရက်နဲ့ဆန်ဒရာတို့လည်းပြေးထွက်သွားကြပါတယ်။ တိုင်လာလဲသူမျက်စိမှာမြင်သမျှကားတွေကိုဖောက်ခွဲပြစ်ပြီးတော့တွေးသမျှစစ်သားတွေကိုအားကုန်တုံးပြီးတော့တိုက်ခိုက်ပါလိမ့်ဒီလိုနဲ့တိုင်လာရဲ့ဘိုက်မှာတိုင်အောင်ရှာသွားခဲ့ပါလိမ့်ဒါမဲ့ဇူရက်တို့ပုံနေတဲ့ဖျားเจ้าတွေကိုဆက်ပြီးတော့လိုက်သွားပါလိမ့်ဇူရက်ကတိုင်လာသူ့ကိုပြစ်လို့မရအောင်ခလေးကိုဘုံနေတက်ပေးထားပြီးတော့ရမ်မှုကိုကင်ထားပါလိမ့်ပြီးတော့ဆန်ဒရာကိုသူ့ဖေရက်လက်စားချေဖို့တိုင်လာစီကတနက်ကိုယူပြီးတော့ပြစ်ခိုင်းပါလိမ့်ဒါမဲ့ဆန်ဒရာကမပြည့်ရဘဲနဲ့ရက်နေတာကြောင့်ဇူရက်ကတိုင်လာကိုသူ့ကိုယ်တိုင်အဆုံးသတ်ဖို့စူးစမ်းတဲ့ခါမှာတော့ နေပြောက်လာလို့သူ့ရဲ့အကြံကပျက်စီးခဲ့ရပါတော့တယ်။ဒါပေမဲ့ဇူရက်ကဆန်ဒရာကိုတစားကန်လုပ်ပြီးနေကိုလက်နက်ချခိုင်းပါတယ်။အဲဒီချိန်မှာပဲတိုင်လာကဆန်ဒရာကိုချက်ပြပြီးတော့ဘုံရမှုကိုလှုပ်ပြီးတော့ပြေးခိုင်းပါတယ်။နေကလည်းအပေါ်ယူလာတဲ့တနတ်တလက်ကိုအမြန်ထုတ်ပြီးဇူရက်ကိုပြစ်လိုက်ရမှာဇူရက်ကလည်းပြန်ပြစ်လိုက်တာကြောင့်နေကလည်းထိုင်အောင်ပြင်းထန်ရသွားပါတယ်။တိုင်လာလည်းဇူရက်ကိုပြစ်လဲလိုက်ပြီးအပြင်းထန်ထိုးတာတိုက်ခိုက်ပါတော့တယ်။နေအောင်လုံးကတွေးရပစ္စည်းနဲ့ကောက်ပြီးတော့မညာမတာကိုတိုက်ခိုက်ကြတာပါ။ ဆန်ဒရာလည်းဘုံဝဲဆောင်ကိုဖယ်ပြီးတော့နေကိုရမ်မူပေးပြီးတော့တောင်းပန်လိုက်ပါလေနေကအဲဒီမှာဘုံကိုရက်သွောင်းအောင်လှုပ်လိုက်ပါလေဒိုင်လာတို့နှစ်ယောက်လည်းဘေးမှာရှိများပစ္စည်းတွေပျက်စီးတဲ့အထိအပြင်းထန်သူသေးကိုသေးတိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့ဒိုင်လာကတန်ဖိုကြီးကြီးကိုဆွဲယူပြီးတော့ဇူရက်ကိုဇက်တိုက်ထိုးသွင်းပြလိုက်ပါလေဒါမဲ့ဇူရက်ကကလစားချိန်မဲကြောင့်တရွတ်ရွတ်ပြောနေသေးတာကြောင့်ဒိုင်လာလည်းတနက်နဲ့ပြစ်ပြီးတော့အဆုံးသတ်ပေးလိုက်ပြီးနေ့စဉ်ကိုအပြေးသွားခဲ့ပါတော့လေအဲဒီချိန်မှာပဲအော်စတြီးယားရဲတွေရောက်လာပြီးသူတို့ကိုဖမ်းလိုက်ကြပါလေ။ ိုင်တော့မှတော့သူတို့နှစ်ယောက်လုံးထောင်ချသွားပြီးတော့နေကိုထောင်ထဲမှာစေးသေးချကုပေးထားပါလေ။နောက်နေ့ညနေမှာတော့မီယာတယောက်တိုင်လာစီကိုလဲလာပြီးဂရာဗန်တို့သားမိကိုလုံလုံချုံချုံထားလိုက်ပြီးဖြစ်ကြောင်းနဲ့သူတို့သားလေးကတိုင်လာကိုမမုံပဲသူ့လိုရဲရဲနဲ့လူတယောက်ဖြစ်ချင်ခဲကြောင်းပြောလိုက်ပါလေ။နောက်နေ့မှာတော့တိုင်လာကိုအချုံကားနဲ့တဏျာကိုခေါ်သွားခဲ့ပါလေ။အဲ့ဒီမှာတော့အဲကောက်ကစောင့်နေခဲ့ပြီးနောက်ထပ်လှုပ်တစ်ခုလှုပ်ပေးရင်ထောင်ကနေလွတ်အောင်လှုပ်ပေးမှဖြစ်ကြောင်းကမ်းလှမ်းလိုက်ပါလေ။ တိုင်လာကခဏတော့တွန့်ဆုတ်သွားခဲ့ပေမဲ့နစ်ကိုလည်းထောင်ကနေထုတ်ပေးရင် အလုတ်လက်ခံမယ်လို့ပြောလိုက်ပါတော့တယ်ဒီနေ့ဒီဆက်မှုကတော့ဒီမှာနေပဲဆုံးသတ်ပါပြီနောက်နေ့မှလည်းထုံးစံတိုင်းဇကာကောင်းများစွာနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျအဆုံးထိကြီးစုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်အားပေးကြတဲ့ပရိသတ်ကြီးနဲ့ရွှေမြန်မိသားများအားလုံးပဲကျမ်းမာပေးခြင်းကြပါသည်ခင်ဗျကျွန်တော်အန်ကင်မူပါ